အောက်ပြညာဒေတာတို့ကဒီကြေးရလေးမှာရေနှုတ်ကထက်တန်းကြောင်းရှိပြီးကျောင်းသူကျောင်းသားယာနေချီရှိတဲ့ကြေးရဖြစ်ပါတယ်။ဒီကျောင်းမှာတက္ကသိုလ်ဝင်တဲ့ကကျောင်းသူကျောင်းသားတွေအောင်ချက်ကောင်းလို့နာမည်ကြီးတယ်လို့ခြားဒေတာကကလေးတွေပါဒီမှာကျောင်းလာတက်ကြပါတယ်။အခုတော့အဲ့ဒီစာတင်ကျောင်းကြီးကနေစစ်ကောင်စီလက်ထက်မှာတော့ကျောင်းတက်ရရုံလောက်တာတိစောက်ထားတဲ့တဲလေးတွေထဲမှာစာတွေပြန်တင်နေရပါတယ်။ကျောင်းသားဦးကြီးကလည်းထွက်ဝက်ကြော်လောက်ကိုညော့သွားပါတယ်။ အဓိကကတော့စာရင်းညာတွေကိုဥတီပြတ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်လေးရှိတဲ့စစ်ကောင်စီရန်ကိုကြောက်တာနဲ့စစ်ကောင်စီတပ်ဟာကြည်ရကနေအာလုံးဒီဘကိုမီးရှို့ဖျက်ဆီးခဲ့တာတကြောင်အခုလိုတဲလေးတွေထဲမှာစာရီပြန်တင်နေရတာဖြစ်ပါတယ်စာတင်ကြောင်းကရှိတယ်စာတင်ကြောင်းကဒါပေမဲ့ရွာရဲ့ထိပ်ပေါ်မှာဆိုတော့လေကြောင်းအန်တီတွေကဒါစိတ်တဲ့အခြေအနေကြတော့ကျွန်တော်တို့အောက်ကပြန်ဆင်းမင်းတင်တာပေါ့အစအစတော့ကျွန်တော်တို့အိမ်နေမှာတင်တာပေါ့အိမ်နေတင်တယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ဒါအရင်နှစ်ကကြတော့စစ်ကြောင်းထိုးပြီးရွာကမိရှုတော့တင်စရာအိမ်ကမရှိဘူးပေါ့ ဒါနဲ့ပြီးကြတော့ဒါကျွန်တော်တို့ကဒီမီလောင်မြေမှာပဲအဆောက်အဦပြန်ဆောက်ဖို့အဲ့လိုမျိုးဆောက်ပြီးတော့မှဒါအခုလေးရှိရတော့အဲ့လိုလေးပါအဆောက်အဦလေးနဲ့တင်းနေတာပေါ့လာကတကဘာကနေလို့ကြည့်မယ်ဆိုရနဲ့နေနာရွယ်စားတည်တယ်လို့ထားလာရှိမှာတဲ့ဒါကြောင့်မလို့အဲ့ဒီလေကြောင်းတိုက်ခတ်မှုနဲ့ကြွရတဲ့ကိုစီကြောင်းထိုးတာဒီကြောင်းကလေးများစုဟာစိတ်တရားတွေရနေကြပါတယ်။ဒါကြောင့်လည်းကြောင်းပြန်တက်ချဖို့ရင်ချုပ်ကလေးတွေကိုချော့ခေါ်နေရတယ်လို့စာတင်ပေးနေတဲ့ဆရာမတယောက်ကပြောပါတယ်။ ဟာတဖြည်းဖြည်းနဲ့တော့ယင်အခုနေထားရတော့နည်းနည်းတော့ယင်ပန်းလာပြီပေါ့ဒါတောင်မှဒါလင်းလိုက်တော့ကြောက်ကြတော့မယ်လေကလေးမပြောနဲ့ကျမတို့လည်းကြောက်ကြတော့မယ်ဘာလဲဆိုလို့ရှိရင်လင်းချောင်းနဲ့စိတ်တည့်ရဆိုရင်အင်းကျောင်းကိုဒီကလေးကိုယ်တိုင်လည်းကျောင်းမသွားချင်ဘူးပြီးရင်တခါအင်္ဂါလည်းပြေးမလွတ်တော့ဘူးဟောကျောင်းထွက်သွားတာမျိုးမရှိပေမဲ့ကျောင်းပြက်တာမျိုးကရှိတယ်အဲ့လိုမျိုးတော့ရှိတယ်ဟာထွက်သွားလိုက်ဒီလုံးဝကြောက်လို့ကျွန်တော်ကျောင်းစားမသိတော့ဘူးဆိုတာမျိုးတော့ ဖြစ်တယ်သူကလည်းနည်းနည်းပါးပါးလက်ခေါ်ပြန်ပြောပြအဲမင်းတယောက်တည်းမဟုတ်ဘူးဓာမုံလေးတွေရှိတာ哦အဲဆိုတော့ဒါပြန်သူများနဲ့တူပြန်လာတဲ့တခါ၃ရက်လောက်ပြတ်တယ်နေ့လောက်ပြတ်တယ်လောက်ထီတော့ဖြစ်သွားတယ်ဗျအဲစစ်ကြောင်းထိုးတော့ဆိုလို့ရှိရင်လဲဒါကလေးတယောက်ကကြည်ထီသွားသေးတာ哦အဲဆိုတော့အစစ်ကြောင်းထိုးမှာကိုလည်းအသေးကြောက်တာကလေးတွေကပြောမယ်ဆိုရင်ကလေးဘယ်မှမသွားနဲ့ဆိုတာမျိုးဝန်ပစ္စည်းပြင်ထားဆိုတာမျိုးလူကြီးရညွှန်ကြားချင်မှာပါချင်းနေသူ့အထုတ်လေးနဲ့ပြင်ထားတော့အပြီးပဲအပြီးအစ်အဲ့လိုမျိုးဖြစ်နေခဏခဏလဲ ဟိုပြည့်နေရတာဆိုတော့လေအဲ့လိုမျိုးဆရာဆရာမတွေနဲ့ကျောင်းသူကျောင်းသားတွေဟာစာသင်ရင်းတက်နေလဲလဲမကြကနာပြေးခဲ့ရဘူးပါလေအခုတော့လေကျောင်းနေရကင်းစီဖို့ဆိုပြီးကျောင်းပပလေးတွေမှာကတုတ်ချင်းတွေတူဖို့တားကြပါလေလူစုလူဝင်ဖြစ်စီဖို့လဲကျောင်းနေရလေးခုခွဲပြီးတင်ပေးထားပါလေလုံးချုံမှုရှိတယ်လို့မဟုတ်ပေမဲ့အရေးပေါ်ချင်းတွေမှာကာကွယ်နိုင်လိမ့်မယ်လို့သူတို့ယူဆထားပါလေဟုတ်ကဲ့နော်ဒီဂလုတ်ကျင်းကတော့ဒီနေ့မှတူတာပေါ့ဗျာ အရင်နေ့တည်းမှာကျတော့လေချောင်းအန်တွေကမရှိတဲ့လောက်ရှာတာပေါ့ဒီဒီအထက်မှာကျတော့ဒီရွာနားမှာကလေချောင်းက၃ချိန်ဒီ၄ချိန်လောက်ရှိသွားပြီလာလာပြစ်တာလေအဲ့လိုမျိုးကျတော့ကျွန်တော်တို့ကပို့ပြီးတော့အန်တွေကင်းအောင်လို့ဆိုပြီးဂလုတ်အချင်းကိုအဲ့လိုမျိုးမဖြစ်မနေတူးထားတာပေါ့အဲ့လိုမျိုးတူးထားတာပေါ့အာဒီလေချောင်းအန်တွေဒီဘုံခိုချင်းတူးပြီးကြရတယ်ကျွန်တော်တို့ကအစမ်း၄ချိန်တဲ့သဘောပေါ့ဗျာဒါကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့လေချောင်းလာရင်လို့ကျွန်တော်တို့ဒီမှာတန်ချောင်းရှိတယ်ပေါ့တန်ချောင်းကိုခောက်မှန်တန်ချောင်းခောက်တဲ့ကြာရင်ကျွန်တော်တို့က ဟာစီစဉ်ထားတဲ့အတိုင်းပုံကွန်ရီထဲကိုဝင်ပြေးမယ်ပေါ့ပြီးတော့မှအထင်းမှာ နေရာယူရင်းမှာခိုးလုံနေမယ်ပေါ့အဲ့လိုမျိုးလေးစီစဉ်ထားတာပေါ့အတန်းငယ်တဲ့ကလေးငယ်တွေကစဘဲနေရကင်းစီဖို့ထွက်ပြေးရင်ယူဆောင်သွားမဲ့အထုပ်ကိုစီတွေလဲအစင်တဲ့အမြဲလှူဆောင်ထားကြရပါတယ်ဒီအတွက်လဲဆရာဆရာမတွေကအမြဲတမ်းသတိဝိရိယရှိရပါတယ်ပြရတဲ့ကြနေကြတဲ့ဆရာဆရာမတွေဟာလဲကလေးတွေနဲ့နီးတူလေချောင်းရံကိုကြောက်ကြပါတယ် ဒါပေမဲ့အခက်အခဲတွေကြားကနေကလေးတွေပညာရေးဆက်ပြပြတ်သွားစေဖို့သူတို့ကြိုးစားနေကြပါတယ်။တူကိုပိုင်အနေနဲ့ပြောရင်တော့ကြောက်တာတော့ကြောက်တယ်ဒါပေမဲ့အဲ့ကြောက်စိတ်ကြောင့်စာမတင်မဲစာမတင်ဘူးဆိုတာမျိုးတော့မဖြစ်တော့ဘူးပေါ့။ကိုကတော့ပြောမယ်ဆိုအသက်လဲကြီးပြီးအတွေ့အကြုံရလဲဆိုတော့ ိတ်ပြီးတော့မှဘူးပေါ့ရှိတယ်လေကျုပ်ကလေးတွေဆိုရင်ဒီနေ့ကျောင်းဆရာမတွေတောင်းမှာဒီနေ့ဟာပိတ်လိုက်ရအောင်မနောက်နေ့မပြန်တက်ရအောင်ဆိုတာမျိုးရှိတယ်လေဒီနေ့အချိန်ကြီးကဘလို့ကြားထားတယ်ဆိုတာမျိုးဆိုတော့ဒါနေ့ရှိတာပေါ့ရှိတယ်ကြာကြာဝန်ထမ်းအရင်အနေနဲ့လဲပဲဗိုလ်လန်တီးယားကြီးပဲ၂၂ယောက်ဆိုတော့ကြတော့များတယ်ပြောရမှာပနော်အဲဆိုတော့ဒါဒီထက်ကနေငဲတဲ့ငဲတဲ့ဆရာမလေးဒီအကြတော့ကြောက်တာပေါ့သူတို့ကြောက်တယ်ဟုတ်ကဲ့စာတင်ကြောင်းနေမှာကရုတ်ချင်းတူးတဲ့လေးထားဟာတမိုင်းမှာတပါရမအောင်ဖြစ်တယ်လို့အောက်ပြည်ကဒေတာခင်တွေကပြောနေကြပါတယ် ဒါကြောင့်ဒီလေးထောက်ကိုပေချက်ထိဆက်ပြီးတည်ဆောင်သွားရမလဲဆိုတာကိုတော့သူတို့ကိုယ်တိုင်လည်းမသိကြပါဘူး။